ကျွန်တော်ကတိုက်စီဒရိုင်ဘာတူပါဆရာနာမည်ကကျော်ခန်လင်းဖြစ်ပြီးတော့ကျွန်တော်တို့မှာမိသားစု9ယောက်ရှိပါတယ်အဲဒါကြောင့်မဲ့အချိန်နဲ့မျှအလုပ်လုပ်နေရတဲ့သူပါမိသားစုဒုက္ခရောက်မှဆိုလို့ကိုယ်ယူလက်မလွတ်ရဲဦးဆရာရယ်ကားပေါ်ထိုင်ရလုံးလုံးဖိနှောင်ကျွတ်တက်နေပါပြီဒီလိုလှုပ်ကြိုးစားပေမဲ့လည်းကျမ်းမာရေချိုရင်လို့တပတ်လောက်ကိုယ်ယူလက်လွတ်ရလို့ရှိရင်မျက်ဖြူဆိုက်ရတယ်ဗျကျွန်တော်ကအရက်လက်မတော့ပါဘူးအပူသုံးတဲ့အလို့ဆိုဘာတစ်ခုမှမလုပ်။ကွန်းစားတာတောင်အခြားကားသမားရဲ့လိုမျိုး2000မို့3000မို့ကျွန်တော်မစားပါဘူး။တရက်ကို900ဘူးပဲစားတယ်။ထားပါစရာရယ်။ဒါကအဓိကမဟုတ်ပါဘူး။ အဓိကတော့ကျွန်တော်တစေနဲ့တွေ့ခဲ့တဲ့ပုံလေးကိုပြောပြချင်တာပါအဲဒီအကြောင်းတွေမပြောခင်ကျွန်တော်တို့ကာသမားဘဝကိုအရင်ပြောတဲ့နယ်ထင်လို့ပြောပြချင်ပါတယ်ကျွန်တော်တို့တိုက်စီသမားလောကမှာနေသမားနဲ့ညသမားဆိုတာရှိတယ်ဗျာနေသမားကနေဘက်မှာကားမောင်းတာညသမားကတော့ညဘက်မှာကားမောင်းတာပေါ့ဗျာကာသမားလောကမှာညသမားကနေသမားထက်ပိုပြီးတော့ငွေပိုရတယ်အဲဒါမှမဟုတ်အန်ရတော့ပိုကြီးတယ်ဗျာလူမိုက်လူရန်ကားတွေကိုကြောက်ရတယ်လို့မျိုးမကောင်းဆိုးဝါးနာနာဘာဝတွေကိုလည်းကြောက်ရတာလည်းရှိတယ်အဲဒီအကြောင်းကိုကိုကျော်မြင့်ပြောပြလို့ဆရာတည်တည်တလောက်တော့သိမှာပါကျွန်တော်ကညသမားမဟုတ်ဘူးဆရာရဲ့ နေသမားပါဒါပေမဲ့အခုကျွန်တော်ပြောပြမဲ့ဇက်လန်ညမှာကြုံခဲ့ရတဲ့ကိစ္စပါဒါကြောင့်မဲဆရာခမားပြောတော့နေသမားဆိုဘာဖြစ်လို့ညဘက်မှာတည်ရဲနဲ့တွေ့ရလဲဆိုပြီးမေးချင်မေးမယ်ကျွန်တော်ဖြေပါပါကျွန်တော်နေသမားဖြစ်ပါလျက်နဲ့ညဘက်တည်ရဲနဲ့တွေ့ခဲ့ရတာဒီလိုပါဆရာရဲ့ ကျော်ခိုင်လင်းရဲ့ဇနီးဖြစ်သူသူစာကအတုံးနဲ့ဖြုံကိုခွဲခြားတတ်တယ်လို့စူဆောင်းတတ်သူဖြစ်တာကြောင့်ခုတလောအဆင်ပြေနေတယ်လို့ဆိုရမှာပါ။ကားကိုလည်းသဘောတင်ပြီးတော့အိမ်မှာယူထားနိုင်ခဲ့ပါတယ်။အဲဒါကြောင့်ပဲကားဆွဲရတာကလည်းအေးဆေးဖြစ်နေပါပြီ။ဒီနေ့ကကိုကျော်ခိုင်လင်းကခရီးဝေးအော်ဒါရခဲ့တာပါ။ကားကလည်းမြွတ်မြွတ်မြတ်မြတ်ရပါတယ်။ခရီးကဘကိုးခရီးဖြစ်ပါတယ်။အော်ဒါကတော့နေကင်း7နာရီလောက်မှရခြင်းပါ။ဘကိုးဝမ်ဘဲအင်းစီကိုမိသားစု3ကိုပို့ပေးရမှာဖြစ်ပါတယ်။တနာရီလောက်ရန်ကုန်ကထွက်မှာဖြစ်တဲ့အတွက်အေးဆေးစွာပြန်လာနိုင်ပါတယ်။အရင်မိသားစုကိုလည်းညနေ4နာရီကျော်ကျော်လောက်မှအရောက်ပို့ပေးနိုင် ုင်ခဲ့ပါတယ်ညနေ၄နာရီလောက်ပြန်လင်တော့တိတ်မိုးမချုပ်မီရန်ကုန်ကိုပြန်ရောက်နိုင်ပါတယ်ကိုကျော်ခိုင်လင်းကညနေ၄နာရီကျော်ကျော်မှာပဲဘကိုးကနေပြန်လာခဲ့ပါတယ်ကားကလဲကူးကိုရောက်တဲ့အထိတော့ပြဿနာမရှိခဲ့ပါဘူးဒါပေမဲ့လည်းလဲကူးမျိုးအထွက်မှာကားဘရိတ်ပေါက်သွားခဲ့ပါတယ်အဲဒါကြောင့်ရန်ကုန်မြို့မှာရှိတဲ့ဝက်ရှော့တစ်ခုနဲ့ဆက်သွယ်ရပါတယ်တခုရှိတာကလွယ်လွယ်ကူကူအဆက်သွယ်ရတာတော့မဟုတ်ပါဘူးတော်တော်လေးကိုခက်ခက်ခဲခဲနဲ့ကိုဆက်သွယ်ရခြင်းဖြစ်ပါတယ်ကားပြင်ပြီးတော့9နာရီတောင်ထိုးနေပါပြီပဝန်းကျင်ကလည်းအမောင်ကကြီးစိုးနေပါပြီရခင်ချိန်နေရဆိုရင်တော့ပြန်မှုဆိုတာမလွယ်ပါဘူးဘာလာချောင်းမှာတော့ပြဿနာရှိနိုင်ပါတယ် ်ဟိုယခင်ယခင်တော့ပြောတာပါယခုတော့ပြဿနာမရှိတော့ပါဘူးအမောင်ငါကြီးစိုးနေတယ်လို့မျိုးညာလေးကအေးလာပါတယ်ကျုပ်ကားကိုအချိန်မြင့်လိုက်ပါတယ်တခုရှိနေတာကလာမညာမဟုတ်ဘူးဗျာအဲ့ဒါကြောင့်လမ်းမေးကရွာလေးတွေကိုတွေ့နေရပါတယ်အဲ့လိုနဲ့ပဲကားကတရားလုံကိုရောက်တော့တရံတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီတရံကတော့မိန်းကလေးတဦးပါ အသက်35နှစ်ကျော်ကျော်ခန့်ရှိမယ်လို့ထင်ရပါတယ်။အရက်ကမြင်လဲမမြင်ပူလဲမပူရိုးရိုးရင်ရင်လေးဝတ်စားထားတာပါ။သူကကျုပ်ရဲ့ကားကိုတားနေခဲ့ပါတယ်။ကျုပ်ကလည်းမိန်းကလေးတူဖြစ်နေတာကြောင့်ရက်ပေးခဲ့မိပါတယ်။ဘာကူညီလို့လို့လဲမိန်းကလေးရဲ့ဖြစ်နိုင်မယ်ဆိုလို့ရှင်ကျမထောက်ကြအောင်လိုက်ချင်ပါရှင်။ကူညီပေးပါ။တိမ်မွေးချိုလင်စွာနဲ့ပြောလာခဲ့တာပါ။ကျုပ်ကလည်းမငင်းရက်ပါဘူး။အားနွယ်သူကိုကူညီရတာမင်္ဂလာတပါးပါပဲ။ရပါတယ်။ကျုပ်လည်းလမ်းကြုံနေရပဲလိုက်ခဲ့လေ။ဘလောက်ပေးရမလဲရှင်။ကြည့်ပြီးတော့ပေးပါ။ကျေးဇူးပါပဲ။ ။သူမကကားနောက်ခန်းကနေတကားဖွင့်ပြီးတော့တက်လိုက်ပါတယ်။ကျုပ်လည်းအိမ်နောက်မှာတော့ကားကိုမောင်းထွက်လာခဲ့လိုက်ပါတယ်။ကျုပ်ကကားကိုအရှိန်မြင်ပြီးမောင်းနေတာကြောင့်မလို့ကားကမြန်နေပါတယ်။တိုဂိတ်လုံကိုရောက်တော့အဲ့ဒီမိန်းကလေးကရှေ့နာအချံမှာဆင်းမယ်ရှင်။အဲ့လိုမျိုးကျုပ်ကိုပြောလာခဲ့ပါတယ်။ကျုပ်လည်းကားရက်ပေးလိုက်ပါတယ်။ကြည့်လိုက်တော့ခြံတစ်ခြံကိုတွေ့ရပါတယ်။ခြံထဲမှာကမီးလင်းနေပြီးတော့တကားတွေပိတ်ထားပါတယ်။အဲ့ဒီမိန်းကလေးကဆက်ပြီးတော့ပြောလာခဲ့ပါတယ်။ကျမပတ်စံပါမလားလို့အိမ်ထဲကိုဝင်ယူလိုက်အောင်မယ်။ခဏလောက်တော့စောင့်ပေးပါနော်။စိတ်ထဲကနေမကျင်တဲ့ပင်မဲ့လည်းဘာမှတော့ပြန်မပြောချင်တော့ပါဘူး။ ဒါဆိုရင်လည်းကောင်းပြီလေမကြနဲ့နော်ဟုတ်ဟုတ်ကဲ့ပါရှင်သူမကခက်သွတ်သွတ်ဆင်းသွားပြီးတော့ခြံဝမှာရက်လိုက်ပါတယ်အဲဒီနောက်မှာတော့ခြံငကားပွင့်လာတာကိုမြင်လဲရပြီးတော့သူမကခြံထဲကိုဝင်သွားခဲ့ပါတယ်ကျုပ်ကတော့ကားပေါ်ကနေမဆင်းပါဘူးခက်တာကနာယိုကြည့်လိုက်တော့ည9နာရီတောင်ထိုးပါတော့မယ်သူခြံထဲဝင်သွားတာနာယိုကနေပါရှိနေပါပြီမဟုတ်တော့မဟုတ်တော့ဘူးကွာဒီကောင်မလေးကငါ့ကိုဘတ်သွားရည်လားမသိဘူးငါအိမ်ထဲကိုဝင်ပြီးတော့မေးမယ်ကွာအဲ့လိုစဉ်းစားပြီးတော့ကားပေါ်ကနေကြုတ်ဆင်းလိုက်ပါတယ် ခြံဝကိုရောက်တော့တံခါးဝမှာတက်ထားတဲ့ခေါင်းလောင်းလေးကိုလှုပ်ကြည့်လိုက်ပါတယ်။မကြပါဘူးအဲ့ချိန်မှာပဲအဖွားကြီးတယောက်ကထွက်လာခဲ့ပါတယ်။ဘသူနဲ့တွေ့ကျင်တာလဲတငယ်ရဲ့။ကျွန်တော်ကားကိုစီးလာတဲ့ main ကလေးပါ။ဒီခြံထဲဝင်သွားပြီးတော့ပြန်ထွက်မလာလို့ပါ။ဟမ်။ဟုတ်လား။အဖွားကြီးကတန်တော်နဲ့မေးပါတယ်။ကျုပ်ကဟုတ်မှန်ကြောင်းနဲ့ပုံမှန်တရံကိုပါပြောပြလိုက်ပါတယ်။အဲ့ချိန်မှာပဲအဖွားကြီးကစဉ်းစားပြီးတော့ဖြူမာဖြူမာဖြူမာလှုပ်ပြန်ပြီ။အဲ့လိုမျိုးပြောနေခဲ့ပါတယ်။ပြီးတော့မှတက်ပြင်းတစ်ချက်ကိုချပြီးတော့ "तू ကဘယ်ကနေစီးလာလဲတငယ်။ဘာလာချောင်းအလုံးအောင်ပါဗျာ။" အဖွားကြီးကတက်ပြင်းကိုရှိုက်လိုက်ပြီးတော့ဒါဆိုလို့ရှိရင်တကယ်အိမ်ထဲကိုခဏဝင်မအောင်ကွယ်အဖွားကြီးအဲ့လိုမျိုးပြောတာကြောင့်ကျုပ်ကလည်းအိမ်ထဲကိုဝင်ခဲ့လိုက်ပါတယ်။ဧကန်ထဲကိုရောက်တော့ဓာတ်ပုံတွေတွေ့လိုက်ရပါတယ်။အဲ့ဒီဓာတ်ပုံတွေထဲမှာအဲ့ဒီ main key ရဲ့ဓာတ်ပုံကိုလည်းကျွန်တော်ကတွေ့ရောကားစီးလာတာသူ့ပဲဆိုပြီးကျွန်တော်ကပြောလိုက်ပါတယ်။အဖွားရဲ့မြေဖြူမဆိုတာအဖွားသိပါတယ်။ဒါပေမဲ့ဒီကတကယ်တွေ့ခဲ့တာအဖွားရဲ့မြေရဲ့ဝိညာဉ်ပဲကွယ်။ဗျာ အံ့ဩသွားပေမဲ့လည်းကျုပ်ကတော့ယုံတဝက်မယုံတဝက်ပါပဲအဲဒီချိန်မှာပဲအဖွားကြီးကစာရွက်တွေ့ရယူလာပြီးတော့ပြပါတယ်အဲဒီစာရွက်လေးကနာယေးဖိတ်စာလေးပါနာယေးဖိတ်စာမှာတော့မက်ဖြူမှအသက်35နှစ်ဆိုပြီးတွေ့ရပါတယ်အဖွားကြီးကလည်းငိုယိုပြီးတော့မြေလီယာမကျွမလို့ဖြစ်နေရဲ့ကွယ်မြေလီယာဘာလာချောင်းနာမှာကားပေါ်ကလိမ့်ကြပြီးတော့ဆုံးသွားတာအဖွားမလိမ့်မအောင်တငယ်ရဲ့ အဖွားမြေးမှလည်းဖြူမှတကယ်သိမသိဆိုတာထောက်ကြံတင်းကြိုင်းမှာတွားကြည့်လို့ရှင်ဒီကတကယ်ရှင်းသွားမှာပါအဲ့လိုရှင်းပြလာတော့ဘာပြောရမှန်းတော့မသိတော့ပါဘူးအဖွားကြီးကငွေတရာထုတ်ပေးပေမဲ့လည်းကျွန်တော်မယူခဲ့ပါဘူးနောက်တနေ့ဟောမဟုတ်ဆိုတာထောက်ကြံတင်းကြိုင်းမှာလာကြည့်မယ်လို့ဆုံးဖြတ်ပြီးတော့ပြန်ခဲ့ပါတယ်အဲ့လိုနဲ့ပဲနှစ်ရက်လောက်ကြာမှာတော့ထောက်ကြံမှတ်ကို passenger ရလာတာကြောင့် live ပို့ရင်းနဲ့ပဲတင်းကြိုင်းကိုဝင်ကြည့်ပြခဲ့ပါတယ်ကျုပ်ရန်အံ့ဟောတုံလို့သွားရတယ်ဗျာဘာကြောင့်လဲဆိုရင်မက်ဖြူမှာအသက်35နှစ်ဆိုပြီးရေးထိုးထားတဲ့ဂူတစ်တလုံးကိုတွေ့လိုက်ရတာကြောင့်ဖြစ်ပါတယ် ဟုတ်တယ်ဗျအဲ့ဒီအုပ်ကိုလည်းတွေ့ရောကျုပ်တော်တော်လေးကိုကြောက်လန့်သွားခဲ့တာကျုပ်ကအိမ်နေညာတစေမလေးကားငါးစီးလာတာကိုကျုပ်ကအိမ်ရောက်လိုက်ပို့ပေးခဲ့မိတာဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါဗျဇလန်လေးကိုစွန်းနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်